ရှုစွာဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မန်တော်စည်းစိမ်ဆိုတဲ့အကောင်းဆုံးနဲ့ခွားပေးတော့မှာဖြစ်ပါရယ်။ရှင်လုကာခရုဉ္ဇန်ခန်း16စာပိုက်9မှ17ထိကိုဖတ်ပါမယ်။တဖန်ငါဆိုသည်ကသင်တို့သည်စုတည်သောအခါအစဉ်အမြဲတည်သောဘိမှန်၌သင်တို့ကိုလက်ခံလက်တန့်သောအရွှေရှိစီခြင်းကမမြဲသောလောကီစည်းစိမ်ကိုတုံးဆောင်ကြလော့လို့ပြောတယ်။ဟာ အဲ့တော့ဒီလောကမှာနေစင်ပါတဲ့နော်မမြဲသောလောကီစည်းစိမ်ဆိုတာကတော့ဒီရွှေငွေဥစ္စာတွေပေါ့နော်အဲ့ဒါကိုသုံးတဲ့အခါမှာတဲ့ဘယ်လိုသုံးမလဲဆိုတော့ဟိုကျွန်တော်နောင်ဘွားမှာနော်စုတည်တော့ခါဆိုနောင်ဘွားမှာနော်အစင်မြတည်တော့ဗိတ်မှာဆိုတာကတော့နောင်ဘွားမှာကျွန်တော်နေမဲ့နေရာပေါ့အဲ့တော့ အတူချုံးပြောရတော့ကောင်းကင်ပုံပေါ့နော်ဒါနောက်ပိုင်းမှဖြည်းဖြည်းရှင်းပြမယ်အဲ့ဒါရောက်ရင်တဲ့အကျိုးရှိဖို့ပေါ့ကျိုးစိုးလက်ခဏတန်းတော့သူရှိဖို့အတွက်မမြဲတဲ့လောကီစည်းစိမ်ကိုတုံးပါပြောတယ်စာပတ်တစ်ဆယ်မှာအနည်းငယ်တော့မှုနဲ့တစ္ဆာရှိတော်သူဒီကြီးတော်အမှုနဲ့လည်းတစ္ဆာရှိလိမ့်မယ်အနည်းငယ်တော့မှုနဲ့တစ္ဆာမရှိတော်သူဒီကြီးတော်အမှုနဲ့လည်းတစ္ဆာမရှိအဲ့တော့ကျွန်တော်တို့ဘုရားသခင်အပေးထားတဲ့လောကီစည်းစိမ်တွေကိုဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ုံးသလားမတုံးဘူးလားပေါ့တုံးတဲ့သူကတော့တစ္ဆာရှိတဲ့သူပေါ့မတုံးတဲ့သူကတော့တစ္ဆာမရှိတဲ့သူပေါ့အဲ့ဒါကနော်အနည်းငယ်တော့အမှုလို့ပြောပါတယ်နော်နောက်တစ်ခုကတော့စာပတ်စတင်မှာသူဖြစ်ပြီးမမြဲသောလောကီစီစဉ်ကိုတုံးရတွင်သင်တို့သည်တစ္ဆာမရှိရင်မှန်သောစီစဉ်ကိုသင်တို့နဲ့အပေသူအမင်းနေကဲဟုတ်ပြီအဲ့ဒါကြောင့်ねမမြဲတဲ့လောကီစီစဉ်ကိုတုံးတဲ့နေရာမှာဆိုမမြဲတဲ့လောကီစီစဉ်ဟာ ဒါမှန်သောစီးစိမ်မဟုတ်ဘူးလို့ပြောချင်တာเนาะဒီလောကမှာကျွန်တော်တို့ဖယားအနှင်းထားတာဒီဒါကျွန်တော်တို့သုံးဖို့လည်းဖြစ်တယ်အဓိကအားဖြင့်တော့ဗာလဲဖယားသခင်နိုင်ငံတို့လူတွေကဲတင်ချင်းရပြီးတမာတရားတည်ဖို့အေးဝန်ကြီးလေးလုပ်ငန်းအတွက်သုံးစေချင်တာဖြစ်တယ်เนาะအဲ့လိုသုံးလိုက်မှတော့မှန်သောစီးစိမ်ကိုအမယ်လို့ပြောပါတယ် ဒါကြောင့်ဒီလောကမှာကျွန်တော်တို့ရတဲ့ကောင်းချီးမင်္ဂလာတွေရွှေငွေစည်းစိမ်ဥစ္စာရာထူးတွေအိမ်တွေခြံတွေကားတွေတိုက်တွေဆိုတာကနော်သူကမှန်သောစည်းစိမ်မဟုတ်ပါဘူးမှန်သောစည်းစိမ်ကိုရဖို့အတွက်နော်ဒီလောကမှာသုံးရတဲ့အရင်းနည်းဖြစ်ပါတယ်နော်အရင်းနည်းဖြစ်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကအေဝံဂေလိလုပ်ငန်းအတွက်တိုးရင်တော့အနည်းငယ်တော့အမှုနဲ့သက်ဆာရှိတယ်သူ့ကို မှန်တော့စည်းစင်အပ်မယ်လို့ပြောပါတယ်။မသက်ခ25စာပိုင်း19အောက်ပိုင်းမှာဆိုရင်တော့သခင်ကိုယ်တော်ဒီကျွန်တော်၌အခွင့်90ကိုအပ်ပါတော်မူ၏။အခြားသောအခွင့်90ကိုကျွန်တော်အမျက်ရပါပြီလျှောက်လေ၏။အရှင်ကလည်းတာရုတစ္ဆာရှိသောငယ်သားငါသားကောင်တင်ဒီအမှုငယ်နဲ့တစ္ဆာစောင့်လေပြီ။မြားစွာသောအမှုအခွင့်တို့ကိုငါအပ်ပေးမည်။တေးသခင်နဲ့တူ စီးစိမ်ကိုဝင်စားလို့အမိန်တော်မူ၏။နော် ဒါကဘယ်တော့ဖြစ်မလဲဆိုတော့နှစ်ကောအခန်းငါးစာပွဲ30မှာခြေဆောင်ခြင်းမှာအာဂါတာကောင်းကင်မှာယေရှုခရစ်တွေတရားပလင်ရှိမှာအဲ့မှာတရားစင်ခြင်းရှိတဲ့ယုံကြည်သူများကိုအဲ့ဒါဘာလို့စစ်မလဲဆိုတော့ဒီနေ့ဟိုခန္ဓာကိုယ်မှာကျင့်သမျှလို့ပြောရတဲ့စစ်စရာတော့အများကြီးရှိမှာပေါ့ဒီနေ့မှာအဓိကကျွန်တော်ရည်ညွှန်းချင်တာကတော့ဘာလဲဆိုရင်တော့အမှုငယ်နဲ့တစ္ဆာရှိသလား ပြောချင်တာကမမြဲတဲ့လောကီစည်းစိမ်မှာဘုရားအထားတဲ့နေရာမှာကျွန်တော်အေးဝံကလေးအတွက်သုံးသလားကိုကိုစိတ်ကြိုက်သုံးသလားအဲ့ဒါကိုအဓိကစစ်မယ်လို့ပြောချင်တယ်နော်ဘာကြောင့်လဲဆိုတော့သူကအမှုငယ်နဲ့တစ္ဆာစောင့်ရင်တဲ့များစွာသောအမှုခွင့်တော်ကအပေးမိတင်းသခင်နဲ့သူစည်းစိမ်ဝင်စားလောအခုနောက်တော့လုကမာတော့ပါလေမှန်တော့စည်းစိမ်ဘသူအမလဲတဲ့တစ္ဆာမရှင်း ငွေကြီးသုံးတဲ့နေရာမှာနော်ဒီမှာတော့တင်းသခင်တဲ့သူစီစဉ်ဝန်စားလို့ကဲကိုယ့်ရဲ့ငွေကြီးကိုအေးဝန်လေးလုပ်ငန်းအတွက်ကျွန်တော်တို့အသုံးပြုရဆိုရင်တော့နော်တော့များစွာသောအမှုခွင့်အနှင်းချင်းခံရမယ်ပြီးရင်တင်းသခင်တဲ့သူစီစဉ်ဝန်စားရမယ်ဒါမှန်သောစီစဉ်ဖြစ်ပါတယ်အဲ့ဒါကဒါကောင်းကင်ဘုံမရောက်သေးပါဘူးနော်ဒီတရားပြင်ကအာဂါတကောင်းကင်မှာဖြစ်ပါတယ် ပြီးရင်တော့မြေကြီးပေါ်ဆင်းလာမယ့်အမကရုံစစ်ပွဲမှာတိုးနဲ့စိတ်တရားဆင်ခြင်းရှိပါတယ်ပြီးမှဟာဒီအနှစ်ထောင်ကာလကျွန်တော်ဝင်စားရမှာဖြစ်ပါတယ်ပြီးမှတို့ကပလင်ဖြူတရားဆင်ခြင်းရှိမယ်ပြီးမှယေရုရှလင်မြို့ကောင်းကင်တဲ့မြေကြီးတဲ့ဖန်ဆင်းမယ်ဒီစัจ java ကိုလည်းပြတ်သွားမယ်ပြီးမှယေရုရှလင်မြို့တဲ့ကောင်းကင်ဘဝနဲ့ဆင်းမင်္ဂလာဆောင်သူတို့တပည့်ကတော့ဆင်းကြွလာမှာဖြစ်ပါတယ် ဒါဆိုရင်ဒီတရားစင်ချင်းကဘာတွက်လဲလို့ပြောရင်တော့နော်နံပါတ်1ပရမအုပ်ဆုံးကတော့ဘာတွက်လဲလို့ပြောရင်တော့ဒီမိကြီးပေါ်ခြေချတဲ့ခါမှာပလင်ပေါ်မှာထန်ရတဲ့ຢာတို့တွေရမှာဖြစ်တယ်ပြီးရင်အနှစ်ထောင်ကာလဝင်စားတဲ့ခါမှာဗရိချာဗရိချာခန်း26မှာတော့သူကဘာပြောလဲဆိုတော့နော်ပရမထမြောက်ခြင်းကိုဝင်စားတော်သူတွေမင်္ဂလာရှိတော်သူတန်ရှင်းတော်သူဖြစ် ပရမထမြောက်ခြင်းဆိုတာကျွန်တော်တို့နော်ဒုတိယထမြောက်ခြင်းမတိုင်မြတ်ထမြောက်ခြင်းအားလုံးအကျုံးဝင်တယ်ခြေဆောင်ခြင်းလည်းပါတယ်အကုန်လုံးနော်မင်္ဂလာရှိတော်သူဖြစ်တဲ့နော်ထူထူတို့စီဒုတိယသေခြင်းလက်နဲ့ကင်းလို့လျက်ဘုရားသခင်ရစ်ပရဟိခရစ်တော်ရစ်ပရဟိဖြစ်ပြီးအနှစ်တစ်ထောင်ကာလပတ်လုံးခရစ်တော်နဲ့အတူဆိုးရဆံရကြလိမ့်မယ်ကဲဟုတ်ပြီဒီမှာလာပြီနော်တကယ်မှန်သောစီစဉ်ကအနှစ်တစ်ထောင်ကာလမှာခရစ်တော်နဲ့အတူဆိုးဆံရမှာ စိစိမ်ဝင်စားမှာဖြစ်ပါတယ်အဲ့ဒါဘယ်လိုဖြစ်မလဲဖျားသခင်နဲ့ခရစ်တော်ရစ်ဘရဟိတ်ဖြစ်မှာဖြစ်ပါတယ်လုကာခန်း၁၉စာပိုက်နော်၁၆အောက်ပိုင်းကြည့်မယ်ဆိုရင်တော့ငွေအခွက်၁၀ဆီအနှင်းချင်းခံရတယ်အဲ့ဒါခါမှာဆယ်ခွက်အမြရအမြရတယ်တဲ့အမြရတဲ့ခါမှာသခင်ကပြောလဲတာရုတ်တစ္ဆာရှိသောငယ်သားတင်ဒီငယ်သားကောင်းတင်ဒီအမှုငယ်နဲ့တက်ဆာစောင့်လိုက်ပြီမြို့ဆယ်မြို့ကိုအုပ်ဆိုးလို့ ပင်မြုပ်ငါမြုပ်အုပ်ဆိုးလို့အဲ့လိုပြောပါတယ်ဆရောဒီရစ်ပရောဟိတ်ကအနှစ်ထောင်ကာလမှာဘာဖြစ်မလဲမြို့တွေအုပ်ဆိုးရမှာဖြစ်ပါတယ်ဒီနေ့တမဟောင်းကြမ်းကြည့်မယ်ဆိုတော့ပရောဖက်တွေတလကောင်ရစ်ပရောဟိတ်တွေတလကောင်ဟာသူ့ရဲ့ယာရုနဲ့သူ့ဆန်ရဆန်ရမြို့ရွာတွေနဲ့ဟာသူတို့ပူဇော်တဲ့မြတ်ကိုတုံးဆောင်ခွင့်ရတာဖြစ်ပါတယ် အဲ့တော့အနှစ်ဆောင်ကာလမှာလည်းဒီနေ့ကျွန်တော်ကတော့တော့ဝိညာဏကိုနဲ့ဝင်စားရမှာ ဖြစ်တယ်။ဆိုတော့ခန္ဓာကိုယ်လည်းထင်ပြလို့ရမယ်။ဟောနော်ကိုပြောက်လည်းရမယ်။ဒီလိုမျိုးပေါ့ဖိလိပ္ပုကဲ့သို့နော်။ဇန်ကြွားသွားလိုက်ပြောက်သွားလိုက်ပြန်ပေါ်လာလိုက်။ဒီလိုဖြစ်မဲ့သဘောပဲ။အဲ့ဒီခါမှာနိုင်ငံရဲ့တနိုင်ငံလုံးရဲ့ရစ်ပရိတ်ရှိနိုင်တယ်လို့တိုင်းနဲ့ပြည်နဲ့ရစ်ပရိတ်ရှိနိုင်တယ်ခရိုင်ရစ်ပရိတ်ရှိနိုင်တယ် နော်ခုနမြို့၅မြို့ဆိုတော့ဒါခံရန်ရပရဟိဖြစ်မှာပေါ့မြို့၁၀မြို့ဆိုတော့တိုင်းရပရဟိပြည်နယ်ရပရဟိစသဖြင့်ပေါ့အဆင့်ဆင့်ကြီးရရပရဟိအမျိုးမျိုးရှိမှာပေါ့အဲ့ဒါကမှတကက်မှန်သောစည်းစိမ်ဖြစ်ပါတယ်များစွာသောအမှုခွင့်အနှင်းချင်းဆိုတာဒါအနှစ်ထောင်ကာလအဓိကဖြစ်ပါတယ်နော်ဒါကြောင့်ဓမ္မမေဆွေဒီနေ့အားပေးချင်ပါတယ်ဒီလောကမှာဘုရားသခင်တည်ုံထားနေသေးတယ်ဆိုတာဟာ တင်နေနော်ထားပြီးတော့မှတင့်ကိုမမြဲတော့လော့ကီစီစဉ်အနင်းထားရဆိုတာအနင်းထားရဆိုတာကနော်အဲ့တော့နောင်ဘွားမှာမှန်တော့စီစဉ်နော်နဲ့ဆူဆန်ရဖို့ဖြစ်ပါတယ်မြားစော်တော့အမှုခွင့်အနင်းချင်းခံရဖို့ဖြစ်ပါတယ်နော်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကိုယ့်ကိုစစ်စစ်ပါပေါ့ဘုရားသခင်တင့်ကိုအနန္တထားတဲ့မမြဲတဲ့ဒီလောကစီစဉ်တင်ဘယ်လိုသုံးနေပါသလဲ အဲ့ဒါအလိုရေးကြည့်ပါတယ်ဘုရားရည်ရွယ်ချက်နဲ့လွဲတော့မဖြစ်ပါဘူးကျွန်တော်နော်ဘလို့တုံးပြနေပါသလဲအဲ့တော့ဘုရားသခင်ကတော့နော်အေးဦးဂီလိလုံငန်းအတွက်အဓိကအသင်ကိုတုံးစစ်ခြင်းနဲ့ဆိုတော့မင်းဘာနဲ့တဲ့ရန်ငွေကြီးကိုတစ္ဆာရှိစွာနဲ့ဘုရားသခင်အလိုတော်နဲ့ဆင်မပါလို့ခွာပေးနဲ့နေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်